တော့ဈေးရှိသေးလားညင်ကိုခဏခဏတော့ဖုန်းနေရမှနေရာ Don't care ဘာအောင်လားဒီပါသာစကားအပြောရစကားတမယ်ရုနဲ့တတိယအဗန်ကဘယ်တော့လောက်ပြိတ္တစီကိုပို့မယ်စိတ်ကူးထားလဲပေါ့အဗန်လိုက်ကတော့ဒီတက်အဗန်အဗန်လိုက်ကတော့နည်းနည်းလေးကြာကောင်းကြာသွားနိုင်တယ် တပုတ်ချင်းတော့ကျွန်တော်တို့ digital ကနေပြီးတော့ကျွန်တော်ထုတ်ဖို့ရရှိတယ်အမြန်ဆုံးထွက်နိုင်အောင်တော့ဟိုဟာကျွန်တော်တို့ account တွေပေါ်ဖို့တော့အမြန်လုပ်နေပါတော့ဟိုဘယ်ရင်လဲပြန်တွေ့တယ်တခြင်းတွေလည်းတိုက်ဖြစ်နေတယ်တီးဖြစ်နေတယ်ဆိုတော့ဒါဟိုရလက်ကောင်းတွေတော့ကျွန်တော်တို့မှရှိပါတယ်ဟောပြီးတော့ကျွန်တော်တို့ကဒီအကယ်လို့အဓိက ကျွန်တော် perform လဲမလုပ်လည်းကြာပြီလေ show မဆိုရလဲကြာပြီဟောအကယ်လို့ဟိုတခါကျရင်တော့တကယ်ချင်းနေချင်းလို့တီးတဲ့အခါကျလို့ရှင်တော့အဲ movement တွေအကုန်လုံးအဲ move တွေအကုန်လုံးကတော့ဟို ဟိုကောင်းနေပြီလို့ပြောလို့ရတယ်ဗျာဒါပေမဲ့ကျွန်တော် recording ဝင်ဖို့တော့ကြံသေးတာပါနော် recording ဝင်ဖို့နည်းနည်းလေးနည်းနည်းထပ်ပြီးတော့အဲအချိန်နည်းနည်းလေးယူရအောင်မထင်နဲ့ဘာလို့လဲဆိုတော့ကျွန်တော်ကလည်းဒီဘန်နဲ့ပဲတီးနေတယ်ကျွန်တော် Mario နဲ့အတွက်လည်းဒီသချင်းတွေကရွေးလာပြီးသားဖြစ်နေတယ်ကြောင့်လို့အဲတက်တက်လေးလေးတွေပဲကျွန်တော်တီးမှာအဲ့တော့နည်းနည်းလေးသချင်းတက်ကတပတ်တည့်ရက်ကိုဆိုတော့လေကျွန်တော်ကြာတာပေါ့ဗျာဒါမှအများနဲ့မတွေ့ဘူးအလုပ်နေတယ်ဆိုတော့လေအဲ့လိုလေနည်းနည်းလေးကြာတယ်အများဆုံးကျွန်တော်ထွက်အောင်လုပ်ဟုတ်ပြီ The Mario နဲ့ဘန်ရဲ့ တတိယအပန်းဖြစ်တဲ့ဒီ highway star ကဒါပြိသက်စီကိုတနည်းတစ်ပုံနဲ့ရောက်လာဖို့လဲဒါလုံနေပြီဆိုတော့အခြားပေါ့စီတူအနေနဲ့အာသာ project တွေရှိရင်လည်းပြောပါကျွန်တော်အခုအာကျွန်တော်ရဲ့ solo project လေးလုပ်နေတယ်စီတူနာမည်နဲ့ပဲလုပ်နေပါတော့ဒီအင်ကိုပြန်ဖြစ်ရင်ဆိုတော့ Evan ပေါ့နာမည် Evan နာမည်ရောအင်ကိုပြန်ဖြစ်ရင်အဲ့မှာကျွန်တော်တချင်းငါးဘုတ်ပါမှာအဲ့တချင်းငါးဘုတ်ကလည်းအခုအင်ကိုပြန်ဖြစ်ရင်ထွက်ပြီးွားပြီဗျာဘာလို့ရှိရင်ကျွန်တော်တို့ငါးစင်းဘုတ်ထွက်ပြီးွားပြီ ငစင်းမှုပေါ့နော်ငစင်းမှုထွက်ပေါ်ရဲ့ဟိုနောက်တဲ့ကျွန်တော်တို့သုံးမှုကြံအောင်ပဲသုံးမှုမှာအခုတတိယမြောက်ထက်မှာပေါ်ရကျွန်တော်တခြားနေမြန် room လို့ခေါ်တာပေါ့နော်အခန်းအခန်းပေါ့အဲအခန်းဆိုစီလေးထွက်လိုက်မယ်ဟိုကကျွန်တော်တို့ rock and roll တခြားနေပုတ်ထွက်လိုက်မယ်နောက်ပြီးပါလို့ရှိရင်အားစင်ကျွန်တော်တို့အားလုံးပေါင်းငါးပုတ်ထွက်လိုက်မယ်ပေါ့ဒါစီသူဒီ solo လေးလုပ်တဲ့ event လေး project လေးတွေရပါပေါ့နော်ဒီဥစ္စာတွေကဒီကျွန်တော်တို့ဒီ၄နှစ်ငါးနှစ်ကာလအတွင်းမှာရေးရတဲ့တခြားနေလေးတွေပေါ့ကြော်ကြော်တဲ့ဖြစ်နေတဲ့အခြေအနေမှာရေးပြတဲ့တခြားနေလေးတွေဖြစ်နေတာလေးတွေထုတ်လိုက်တာပါအပြင်နောက်တစ်ခါ project တစ်ခုကကျွန်တော်ကြောက်သမီးနဲ့ ဟိုကျွန်တော်လုတ်ထားရပါတော့ pink noise ဆိုရဲ bang လေးရှိတယ်ကျွန်တော်တို့အဲ့ဒါကတော့ production တစ်ခုအနေနဲ့လုတ်တာ music producer တခြားအဆိုတော်တွေ artist တွေကို ਨੇ collaborate လုပ်လို့ရအောင်ဆိုပြီးတော့ကျွန်တော်တို့ pink noise ဆိုရဲဟိုတမင်းရဲ့အပင်လေးတစ်ယောက်ပြီးတော့ဟိုပါဘောနော် bang လေးတစ်ခုလုတ်ထားတာအဲ့ bang ကိုလည်းကျွန်တော်ချင်းကျွန်တော်တို့လေးဘုတ်လောက်ထွက်ဖို့ရှိတယ်အဲ့ထွက်ဖို့ရှိတယ်အဲ့ဒါလည်းနည်းနည်းစောင့်နေအဲ့ bang ရဲ့နာမည်ကကျတော့အာကလေးတယောက်ရဲ့ကောင်းငယ် and event title က အဲ့မှာဗာမဲ့သချင်းတွေကကလေးတယောက်ရဲ့ကောင်းငင်ပါမယ်အာကျောင်းမှာဗာတွေကိုစားလေးဆိုတဲ့သချင်းပါမယ်ရန်ပြီးွားလို့ရှင်ပန်းပုံမြင်ပါမယ်ကောင်းမလေးဆိုတဲ့သချင်းပါပြီးွားရင်ကလေးလေးဆိုတဲ့သချင်းပါအဲ့ဒီကျကျွန်တော်တို့အဲ့မှာအားလုံးငါးဘုတ်ပါလိမ့်မယ်အဲ့တော့အဲ့အဲ့အဲ့အော်ဒီသချင်းတွေကိုတော့ကျွန်တော်တို့ကအခုကကျွန်တော်တို့ကလေးတယောက်ကိုဖိနေတမီနှစ်ယောက်ဆိုရတယ်ကလေးတယောက် ကောင်းငင်တပွေပဲရတယ်တယောက်ချင်းစီလားကလေးတယောက်နဲ့ကလေးတယောက်ကောင်းငင်ကကျွန်တော်အဖိနေတမီနှစ်ယောက်ဆို ဟိုအကြောင်းမှာဗားလေးကိုပဲစားလိုက်ရတယ်နှစ်ယောက်ဆိုဘာလို့ရှိရင်ပန်းပုံမီကတော့သူတယောက်တည်းကောင်မလေးကကျတော့သူတယောက်တည်းနောက်ထပ်ကလေးလေးရဲ့ကလေးလေးတစ်ရှင်ကကျတော့ကျွန်တော်တယောက်တည်းအမကလေးလေးတစ်ရှင်ဟိုရင်မာရီယိုနဲ့အဗန်မာတွေကတည်လာတာပေါ့နော်အဲ့ချင်းကဒါပေမဲ့အဲ့ကလေးနဲ့ပတ်သက်တဲ့အဲ့လိုမျိုးဟိုဟာမိမမြတ်တာပွဲအချင်းလေးလုတ်လုတ်ပြစ်နေတာပေါ့နော်အဲ့လိုအမေတစ်ရှင်တော့ကျွန်တော်ရေးကြည့်တယ်ဘယ်လိုမှရေးလို့ရေးတယ်ကအချင်းမှာအမေချင်းတွေအရင်များတယ်ဒါပေမဲ့ကလေးတစ်ရှင်လေးကတော့ နားတော်ကြည့်ပါနားတော်ကြည့်ရင်သွားပတ်ပါလို့ကျွန်တော်မပြောပြရဘူးဒီဆက်ဒီခုထူးကြရတယ်ဒီခုတော့ထူးထူးကြလေးလည်းရှိပါမယ်เนาะအဲ့ဒါမျိုးအဲ့ဒီအချင်းတွေလည်းကျွန်တော်ဒီဘက်ခတိကိုတည်လာပြီးတော့အာဒီသမီးအဲ့ဗန်လေးကိုထည့်ပေးလိုက်တာပါမင်းတို့အချင်းအစဲစုနေတစ်ခုတော့ရှိရှိသွားပါပြီဆင်းနေတော့ကြာနေပြီခလေးလေးသချင်းကခလေးလေးသချင်းပါမယ်ခလေးလေးသချင်းကကျွန်တော်ဆိုမှာအာခလေးတယောက်ရဲ့ကောင်းငွေကကြာသားဗန်တယောက်ဂျူရက်အဲ့တော့အဲ့ဒီအဲ့ဗန်လေးထွက်ဖို့ရှိတယ်အဲ့ဗန်အချက်လိုက်တော့မဟုတ်ဘူးနော်ခုနကတပုတ်တပုတ်တပုတ်ပေါ့ အခုကတရှင်းဒမ်မိုတွေကပြီးနေပြီကွယ်အပြီးနေတဲ့အချိန်မှာခလေးတယောက်ကောင်းကင်ဆိုလို့ရှိရင်ကျွန်တော် live video တွေတော့ပြီးနေပြီ animation လေးတွေကျွန်တော်ဆွဲထားကြတယ်အဲ့ဒါလေးနဲ့တက်မှာပေါ့နော်အဲ့မှာကျောင်းမှာဘာတွေဝယ်စားလဲတပုတ်ကဒုတိယကျွန်တော် trap ဖြစ်လာဆိုတော့အဲ့တော့နှစ်ပုတ်လောက်လက်ထဲမှာ ready ရပြီဆိုမှတပုတ်စားထုတ်လာပို့စင်ပြီပဲတဲ့အဲ့အခုတပုတ်တည်းရှိတယ်လက်ထဲမှာတပုတ်ပဲရှိတယ်လေတော့မထုတ်လည်းမထုတ်ချင်သေးဘူးဒီတရှင်းကားပုံမှာ situation မှာဖြေခဲ့တယ်လို့မျိုးပေါ့ဟို music ပုံစံတွေကတရှင်းကားပုံမှာ ဟိုသုံးလေးမျိုးလောက်ကွဲထွက်နေရပါဘောเนาะပြောပါအောင်ဒီကိုယ့်ရဲ့အဲ project မှာဒီလိုမျိုးပေါ့เนาะ type အစုံဖြစ်သွားတဲ့အကြောင်းပေါ့အာအမေမတော့ကျွန်တော်အရင် event တွေကတော့စကဲရမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့သူအရင်နီးရယ် festival event နဲ့နီးရယ်တနည်းတော့ပဲရတယ်အဲ့မှာကျွန်တော်တို့စီးပူးလေးလာရတဲ့ cop theory တွေဘာတွေကတူးနေတာပေါ့เนาะအချင်း color အတူလေးတွေ့မှာဆိုအော်ဒီမှာကျတော့ကျွန်တော်တို့က2020လောက်တည်းရဆိုတော့ နားရတာလည်းအရင်ကြာနေတော့ဆက်ချက်လို့တရားနောက်ပိုင်းမှာကျွန်တော်နားရတာဆိုတော့ကျွန်တော်တိလာတဲ့ cock လေးတွေ composition လေးတွေမတူတော့ဖြစ်သွားမှာเนาะအဲ့မှာ color တွေက6လလေးမှာတပုတ်ရေး6လလေးမှာအမှန်6လလေးမှာကျွန်တော်နှစ်ပုတ်လောက်သုံးပုတ်လောက်ရေးရေးမယ်အဲ့နှစ်ပုတ်သုံးပုတ်ကတူလာပေါ့တစုတစုတစုစီဖြစ်လာပေါ့အဲ့ဒီမှာထုတ်ထုတ်လိုက်တော့မတူတဲ့ပုံတွေထွက်လာတော့ပေါ့ဒါမျိုးတူတဲ့နောက်တစ်ပုတ်တွေလည်းရှိသေးတယ်အဲ့လိုလိုလေးပေါ့ညီလေးဆိုတဲ့တပုတ်ရှိသေးတယ်အဲ့ဒါဆိုရင်အိမ်ကိုပြန်ပြည့်ရင်လည်းအဲ့လိုမျိုး vibe တူတယ်အဲ့အိမ်ပြန်ပြောင်းပြန်ဆိုပြီးမှလာသူကြတော့ ငါမရှိနိုင်လို့အဲဒါမျိုး vibe တွေအဲ့လို vibe တွေဆိုတော့နှစ်ဘက်ကတူနေတယ်အဲ့တော့ဦးစားပေးပေးအောင်အရင်ထွက်မလဲဆိုပြီးတော့ကျွန်တော်တို့ကလောက်ရတာပေါ့ဒါပေမဲ့တပုတ်တပုတ်ကရေးတာကွာတဲ့အတွက်ကြောင့်မလို့ vibe တွေမတူဘူးတပုတ်က country နောက်တစ်ပုတ်ကျတော့ indies ဖြစ်နေတယ်အဲပြောအောင်ကွာစီတူအနေနဲ့ project ကဒါနှစ်ပုတ်ထွက်ပြီးပြီနောက်ထပ်အပုတ်ကလည်းထွက်ဖို့ ready ဖြစ်နေအဲ့မှာမှဒီဘက်သမီးနဲ့ဟာနဲ့အကြာဘယ်လိုထွက်မလဲဟိုကိုတခြင်းနဲ့ကိုတခြင်းနဲ့တိုက်နေတယ်လို့ဖြစ်နေမှာလဲဆိုရသေးတယ်လीဟုတ်အဲ့လိုလည်းလည်းတော့ adjust လုပ်ရတာပါနော်တခြင်းတွေတိုက်နေမှာဆိုလို့တော့လည်းလည်းတော့ အလဲပြုတ်လောက်လာတော့ပေါ့အဲ့တော့ကျွန်တော်တို့အခုထွက်မယ်ဆိုလို့ရှိရင်ကလေးပြတော့ကောင်းမယ်ဆိုလို့ရှိရင် तू က fan fan give back ကိုနည်းနည်းလေးရောက်တယ်အာနည်းနည်းမိမိကြွားလေးဆိုတာကလေးတကယ်ကလေးပြတော့ကောင်းနေတာဘာမှအပူပဲမရှိဘူးလိမ့်မယ်အဲဒါပဲအဲ့လိုမျိုးသချင်းလေးဆိုတော့ကျွန်တော်အခုဒီဘက်မှာအခုကကျတော့ငါးစင်းမှုဆိုရင်လည်း vibe ပေါ်ဆိုလို့ရှိရင်လည်းနောက်တစ်မျိုးလွှမ်းတာပဲအလွမ်း vibe တည်းဒီကလေးတယောက်ရဲ့ကောင်းကင်ကကျတော့တော်ပြောနေမှာဒါပေမဲ့ကျွန်တော်တို့ငယ်ဘဝလေးတွေပြင်ပြလိမ့်မယ်ငယ်တော့အောင်ငါသလိုပါလားဒါတော့အဲလိုမျိုးတော့ပြင်ပြမဲ့ vibe ပြလိမ့်မယ် တော့အเจ้าကဘာတွေဝယ်စားလဲဆိုလို့ရှိရင်လည်းအဖေနဲ့သမီးနဲ့နေရအောင်အမျိုးအပြန်လဲဒီဘိတ်ပြောနေလို့ပဲဒါမှအဲဘလို့နင်ပိုင်ဝယ်စားရလဲရေနေကြောင်းကြောင်းအဲလိုမစားပါဘူးနင်အချစ်ကိုချိန်မပေးနဲ့နော်ဟိုမှာအချစ်ဆိုတာဟိုမှာဖြစ်နေနင်စိတ်ဝင်စားနေစိတ်ဝင်စားနေဘာညာဘာညာကလေးကလည်းအဲ့မှာအချစ်ဆိုတာဘလို့မျိုးလဲသူရင်းသိကျင်တယ်အဲဟာရှောက်ကုန်ပြီအဲ့မှာဒီလိုမျိုးလေးညာကလေးတိတိလေးတော့ကျွန်တော်တို့နေ့ရောက်တွင်းလာတဲ့အတန်ရှိတယ် အခုအဲ့အတန်ကိုကျွန်တော်ကမြင်စင်ဆွဲရမလားအခုအစ်စ်ပြန်ဆွဲရမလားကျွန်တော်အဲ့အရာလေးနဲ့ဆုံးဖြတ်ချက်ချအခက်နေတဲ့အချိန်ဖြစ်ပြီးတော့ second track cloud ထွက်မဲ့ပုံဖြစ်နေတာဒုတိယဒုတိယမြောက်ထွက်မဲ့ပုံဖြစ်နေတော့နည်းနည်းအဲ့ဒီအဲ့ဒီမြောက်ပေါ့ဗျာကျွန်တော်လုတ်ဖို့အချိန်ကအရင်ကတ်နေပြီလောက်ရမှာလေအဲ့တော့ကျွန်တော်ကလေးစံလေးနဲ့ထားရမလားအခုကြီးလာတဲ့အတန်နဲ့စုခိုင်းရမလားအဲ့ဒါဝီကွဲမြတ်ဖြစ်လာကလေးတဲ့ပဲကောင်းကင်ကတော့ကလေးတန်နေပဲကလေးတန်နေပဲလောကစစစစလေးပဲ तू ဘာမှမသိသေးဘူး pocket ticket တွေပဲ तू တိတိလောက်တော့ तू စိုးတယ်တဲ့ပဲ တဲ့ယူရဲဆိုတာကလေးတယောက်လုံးဝတကယ်ကလေးတယောက်လိုပဲဖြူရပဲလို့ဆိုတာအတန်တက်ကနစ်တွေမသိဒီချောင်းမာပါတွေဝယ်စားလေးတို့ပန်းပုံမြင်းတို့မှာကျတော့ तू ကဝူယာမာယာနည်းနည်းများလာပြီ तू အတန်တွေကအဲ तू ဆိုရက်နေပြီပုံမမဟုတ်တော့အဲကိုကလေးတယောက်ကောင်းကင်ကရောပေါ့နော်အဲအရန်ကိုဖြူဖြူနေသေးတဲ့အရွယ်ပေါ့နော်ဖြူနေတဲ့အရွယ် तू ကဘာမှသိအတန်တော့မသိဘူး तू အော်မယ် तू အတန်ကျေတာပဲ तू သိအိုက်ကာလာပေါ့ကျွန်တော်တို့ရဲ့ဒုပန်အစီအစဉ်မှာတချင်းတစ်ပုတ်ဆိုရမှာဆိုတော့ဒီဒုတိယတစ်ပုတ်ကိုတော့ ကျွန်တော်ကပဲတောင်းဆိုချင်တာပါ။ဟုတ်။အာစီတူရဲ့တကူစား project ဖြစ်တဲ့အင်ကိုပြန်ပြည့်ရင်လည်းဟုတ်တိုက်တဲ့ဆောင်းဖြစ်တဲ့အင်ကိုပြန်ပြည့်ရင်ပေါ့နော်။ဒီချင်းလေးကိုဟိုဆိုလဲဆိုပြစီချင်တယ်ပြီးတော့ဒီချင်းလေးရဲ့တမန်အကြောင်းလေးလည်းနည်းနည်းပြောပြစီချင်တယ်။အာဒီချင်းကကျွန်တော်2024မှာရေးတာပါနော်။2024မှာရေးဖြစ်တယ်။ပြီးတော့အဲ့လိုမျိုးကျွန်တော်ညူကမောင်နှမတွေတချို့ဝင်းဝဲတွေပါအဲ့လိုတငယ်ချင်းတွေရောအဲ့လိုမျိုးပေါ့နော်အကုန်လုံးသူတို့နိုင်ငံသားသွားကြတယ်အလုပ်လုပ်ကြတယ်အဲ့လိုမျိုးတွေများလာတယ်။ ဒီအဲ့လိုမျိုးခစ်ကတော့တရားတခက်တခက်နဲ့တော့မတူပါဘူးဒါကတော့ရှင်သန်ရက်တည်တဲ့ပုံစံကတော့မတူဘူးပေါ့နော်အဲ့ကြားလေးထဲမှာဖြစ်လာတဲ့ feeling ပေါ့ဩမင်းတို့ကအဲ့လိုစောစောစီခွဲရတာလားငါတို့တွေကအဲ့တော့မခွဲရဘူးလို့ထင်လာကြတာငါတို့အမြဲတမ်းတွေ့နေကြမယ်ထင်နေတာရုပ်ပြကြည့်လို့မျိုးလုံကြပြကြဟေးကြဆိုတော့လည်းနော်တကယ်လုံကြပေါ့ဆိုတော့အဲ့ကြားလေးထဲမှာထွက်လာတဲ့ five play ပေါ့အဲ့ဒီရှင်လေးကအဲ့တော့ညီကမမလည်းလွမ်းနေငယ်ရောပုံမြင်နေလည်းလွမ်းနေအဲ့ဒါမှကျွန်တော်တို့လွယ်လေးနေသွားတဲ့ဂျုံလွမ်းဆုံးပဲ ဘာမှဘူဝင်တော့ကမရှိတဲ့အရွယ်ဗျာအဲ့ဒီကာလာလေးတွေလွမ်းလာလို့အဲ့ vibe လေးကိုရေးမိတာအဲ့တော့ခံစားနားဆင်နေရလူတွေလည်းဟိုဒီ vibe လေးတွေလူတွေကကြိုက်ကြကျွန်တော်ကျွန်တော်ကျွန်တော်ထုတ်ထားတာတော့လေဟို MP3 file တွေလည်းသူတို့ကကြိုက်ကြတယ် music video ကြောက်လည်းသူတို့ကြိုက်ကြတယ်ကျွန်တော်ကိုယ်တိုင်ပဲဝင်ပြီးတော့အဲ့ဒါသတိဥဆောင်လိုက်တယ်ပေါ့လားသတိဆောင်လိုက်တယ်အဲဒီနေ့စာအလွမ်းလွမ်းလေးပေါ့ဒီနေ့စာကျွန်တော်လေပတ်နေတဲ့ပုံစံမျိုးလေးပေါ့နော်အတိအကျတော့မဟုတ်ပါဘူးဒါပေမဲ့ဟိုတချင်းနဲ့အလိုက်ဖက်စုံနဲ့ဒီမျိုးပြလူနေမှု ဟိုဟာဟိုဟာမတော်နေတဲ့လှုပ်ရှားနေတဲ့လူတွေရဲ့ဘဝနဲ့အနည်းဆက်ဆုံးဥစ္စာလေးကိုကျွန်တော်တို့ရိုက်လိုက်ကြတော့ပါအဲခက်ခဲမှုပါလဲတိတ်တရင်းလို့မရှိပါဘူးပုံမှန်လေးပဲရိုက်လိုက်တဲ့ခြင်းလေးပါအာဒီခြင်းအာဒီခြင်းကိုကျွန်တော်ခုဆွေးပြမှာဖြစ်ပါတယ်ကျေးဇူးများကျေးဇူးများအလုံးကျေးဇူးများ cannot tell but it can be. Mama knows what it is. Mommy knows what it is. Learn to mommy what it is. Let me read your comile. Let me read your comile. It will be a day. We got love, my soul, Tim, intendaré na tenale tire ta voa va ve choza ni ronga corenta cha de de moare na gamya message shi de la manam ta manam ta fosa ba ola kanjo e lumiare nya na kodan jamaa ခဏခဏသောက်ဖို့နေရမှာနေရာ Don't care ဘာအောင်လားသူပါသားစကားအပြောရဲစကားမင်းမမီအောင်မှာဘာလို့ဆွဲလို့ပြီးတိုင်းမင်းတို့ရံချဲတဲ့ခါဒီပုံချင်းများစ ချင်းတွေနဲ့ရုံဖြစ်ချင်းတွေနဲ့စတင်အပြီးသွားရင်အင်းကိုရောက်ပြန်တယ်